မိုးထဲရေထဲကူရမက်နေတဲ့စစ်ရှောင်းတွေတနင်းသာရီတိုင်းကစစ်ဘေးရှောင်းတနင်းသာရီတိုင်းမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေပုံမူပြင်းထန်လာတာကြောင့်နေရက်စွတ်ခွာထွက်ပြေးရတဲ့ဒေသခံစစ်ဘေးရှောင်း9000နီးပါးအထိရှိနေပါပြီတိုင်းအတွင်းစစ်ဘေးရှောင်းအနေငယ်သာစစ်ရှောင်းစခန်းတွေထဲမှာနေထိုင်ကြပြီးစစ်ဘေးရှောင်းအများစုကတော့နီးစပ်ရာခြံဥယျာဉ် တောတောင်တွေထဲမှာရှောင်းတိန်နေကြရတာပါစစ်ပေးရှောင်းကူညီရေးအဖွဲ့တွေကစခန်းတဲကစစ်ရှောင်းတွေကိုကူညီထောက်ပံ့နိုင်ကြပြီမဲ့နီးစပ်ရာတိန်ရှောင်းနေရတဲ့စစ်ပေးရှောင်းအများစုကို ကူညီနိုင်ဖို့အခက်အခဲတွေအများကြီးရှိနေပါတယ်ဒါကြောင့်တနင်္သာရီတိုင်းကစစ်ပေးရှောင်းအများစုက အကူအညီတွေများစွာလိုအပ်နေကြတာပါဒီနှစ်မှာ မုတ်တုံအဝင်စောဖို့ရှိသလို့ မိုးရွာသွန်းမှုများနိုင်တဲ့အခြေအနေကြောင့်စစ်ပေးရှောင်တွေပုံမူခက်ခဲကြက်တဲဖို့ရှိနေပါတယ်။အမိုးအကာလိုအပ်မှုတနင်္သာရီတိုင်းကမိုးရွာသည်ဆိုရင်ရက်ရှည်မိုးကြီးတဲ့ဒေသဖြစ်တာကြောင့်တောတောင်နဲ့ဥယျာဉ်ခြံတွေထဲခိုလုံနေတဲ့စစ်ပေးရှောင်တွေအတွေ့အခက်အခဲကြီးကြီးမားမားရင်ဆိုင်ကြရပါတယ်။စစ်ပေးရှောင်စခန်းတွေက ပလောနဲ့တနင်္သာရီမြို့နယ်တွေမှာပဲတည်ရှိပြီး စခန်းထဲကစစ်ပေးရှောင်တွေကိုတော့နီးစပ်ရာစစ်ရှောင်ကူညီရေးအဖွဲ့တွေက ကူညီပေးနေပါတယ်။တနင်္သာရီတိုင်းကစစ်ပေးရှောင်အများစုကမိမိတို့ရွာနဲ့နီးစပ်ရာချမ်းဥယျာဉ်တောတောင်များမှာယာယီတဲထိုးပြီးနေထိုင်လေ့ရှိတာပါ။စစ်ပေးရှောင်တွေရဲ့တဲတွေကဒေသထွက်ဝါဒဏိနဲ့တာလာဘတ်တွေတုံးပြီးယာယီနေဖို့ဆောက်လုပ်ထားကြတာပါ။ဒါကြောင့်မိုးကြီးမှုဒဏ်ကိုမခံနိုင်ကြဘဲ လေပြင်းမိုးပြင်းကြလာရင် ထိခိုက်ပျက်စီးသွားလိမ့်ရှိတော့မိုးရာသီဆိုရင်သူတို့အတွေ့အမိုးအကာအကူအညီအ धिक လိုအပ်ပါတယ်မိုးရာသီနဲ့ဆက်ဆက်ယောဂမိုးရာသီမှာစစ်ဘေးရှောင်တွေအ धिक ဖြစ်လိမ့်ရှိတဲ့ယောဂါတွေကရာသီတုပ်ကွေးငှက်ပြားသွေးလွန်တုပ်ကွေးဖြားနာနှာစေးချောင်းဆိုးဝမ်းပြက်ဝမ်းလျှောနဲ့အချို့ဒေသတွေမှာအရေးပြားယောဂါတွေဖြစ်လိမ့်ရှိပါတယ်တနင်္သာရီတိုင်းက မိုးရွာသွန်းမှုများသလိုရက်ရှည်မိုးဇက်တိုက်ရွာသွန်းလိရှိတာကြောင့်စေဘေးရှောင်အများစုကငှက်ပြားသွေးလွန်တုပ်ကွေးဝမ်ယောဂါယာတီတုပ်ကွေးနဲ့ဖျားနာဓာတွေအဖြစ်များပါတယ်မိုးယာတီမစခင်လက်ရှိအချိန်မှာတောင်ဝမ်ယောဂါနဲ့အတူငှက်ပြားယောဂါပုံမူဖြစ်လာနေပြီးဆေးဝါးနဲ့စစ်ဆေးရေးကိရိယာတက်စကစ်တွေလိုအပ်နေတယ်လို့စေဘေးရှောင်ကူညီရေးအဖွဲ့တွေက ဆိုကြပါတယ် စစ်စေးရေးကရိယာမရှိလို့ငှက်ပြားယောဂါဖြစ်နေတဲ့လူအရေးအတွက်ကိုတောင်းတိတိကျကျမစစ်စေးနိုင်ဘူးလို့လဲဆိုပါတယ်။ဒါကြောင့်ဆေးဝါးနဲ့စစ်စေးရေးကရိယာတွေက အရေးပေါ်လူအပ်နေမှာဖြစ်ပါတယ်။ကျိုးမပြင်းနိုင်သေးတဲ့စစ်ဆောင်အကူအညီဘိုးကြီးလေးကြီးကြလက်ရှိတဲ့တနင်းသားကြီးတိုင်းမှာလမ်းမှန်ဆက်သွယ်ရေးအခက်အခဲကလည်းစစ်ပီးဆောင်ကူညီရေးအဖွဲ့တွေအတွက်စိန်ခေါ်မှုတစ်ခုပါပဲ။ မိုးရွာသွန်းစဉ်လေပြင်းတိုက်ခတ်မှုကိုပါကြုံတွေ့ရတတ်တယ်လို့မိုးကြီးတဲ့အတွက်ရေကြီးရေရှမ်းဓာတ်တွေလည်းဒေသအတော်များများမှာ ဖြစ်လေရှိပါတယ်။ဒါကြောင့်မိုးရွာတီအတွက်လူအပ်တာတွေကိုကြိုတင်စုဆောင်းပြင်ဆင်ကြရပါတယ်။တနင်္သာရီတိုင်းမှာတိုက်ပွဲပုံမူပြင်းထန်လာတာနဲ့အမျှစစ်ကောင်စီကစားနိုင်ရိတ်ခါနဲ့စေဝါသေးယူခွေလမ်းကြောင်းတွေကို အရင်ကထက်ပုံမူတင်းကျပ်ကတ်တတ်နေပါတယ်။ဒါကြောင့် လာမဲ့မိုးရာသီအတွက် စေပေးဆောင်အဖွဲ့တွေက စားနပ်ရိက္ခာဆေးဝါးအပါအဝင် အခြားပစ္စည်းတွေကို လုံလုံလောက်လောက်စုဆောင်းနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်အကူအညီလိုအပ်ချက်မြင့်နိုင်စေပေးဆောင်အရေးအတွက်မြင့်လာပြီးမဲ့အကူငွေရရှိမှုနယ်လာတာစစ်ကောင်စီတပ်ရဲ့ပိတ်ဆို့မှုတွေကြုံနေရတာကုံစည်းနှုံကြီးမြတ်တာတွေကြောင့်လာမဲ့မိုးရာသီမှာဆန်းစားနပ်ရိက္ခာဆေးဝါးလိုအပ်ချက် ိုမိုမြန်မာလာနိုင်တယ်လို့စစ်ဆောင်ကူညီရေးအဖွဲ့တွေကဆိုပါတယ်။မိုးရာသီမတိုင်မီလက်ရှိကာလမှာပင်မိုးရွာသွန်းမှုများနေတာကြောင့်အဝတ်အထည်နဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလိုအပ်နေပြီလို့သူတို့ကဆိုပါတယ်။ဒါအပြင်ချင်းပေါက်ဖွားမှုကလည်းများလာတာကြောင့်ချင်းထောင်နဲ့ဆောင်းတွေလိုအပ်တယ်လို့သွေးလွန်တုပ်ကွေးငှက်ဖျားနဲ့အခြားတုပ်ကွေးယောဂါတွေလည်းဖြစ်လာတာကြောင့်ဆေးဝါးနဲ့ယောဂါစစ်ဆေးရေးကိရိယာ test kit တွေလည်းလိုနေတယ်လို့သိရပါတယ်။စေဘေးရှောင်းတွေအတွက်ဆန်းစီစားနပ်ရိက္ခာဆေးဝါးအမိုးအကာစောင်းချင်းထောင်အနှွေးထည်နဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပုံမူလိုအပ်လာနေပြီဖြစ်ပါတယ်။